တိုင်းကကအိပ်ဖြောချင်းကြတာတဘာဝပါပဲနော်။ဒါပေမဲ့ဆန္ဒကတော့မပြေဝကြပါဘူး။တချို့ဆိုလို့ရှိရင်အိပ်ရောဝအိပ်ချင်းပင်မဲ့အိပ်ဖြောဖြောကြတာမို့အခက်တွေ့နေကြပါတယ်။ဒီအခြေအနေကိုကုစားပေးနိုင်တဲ့နီလန်ကတော့အိပ်ရောင်ဝင်ကန်နီမှာတင့်တော်တဲ့ဖြောရည်တွေကိုတောက်တုံပေးလာပါတယ်နော်။အိပ်ရောင်ဝင်ကန်နီတနအီနဲ့တနအီကဝင်းကျင်မှာအခုညီမပြပြပေးမဲ့ဖြောရည်တွေကိုတောက်တုံပေးမယ်ဆိုလို့ရှိရင်ကကအိပ်ဖြောစီဖို့အခုညီရမှာတေးကြပါရဲ့နော်။ ပထမဦးဆုံးကတော့노ပဲဖြစ်ပါတယ်။အိဆက်ချင်းအတွက်အကောင်းဆုံးလက်နက်လို့တော့ပြောကြပါရယ်နော်။노မှာပါဝင်တဲ့အမိုင်နိုအက်ဆစ်ဟာဆိုလို့ရှိရင်အိပ်ပျော်စေဖို့အထောက်အကူပေးပါတယ်။ဒါကြောင့်အိပ်ရောင်ဝေခံဤအချိန်တွေမှာ노တစ်ခွက်ကိုတောက်တုံးပေးတင်ပါတယ်။노ကအားရှိစင်ုံတင်မဟုတ်ဘဲနဲ့အိပ်ပျော်စေဖို့ကိုလည်းအကူအညီပေးပါရယ်နော်။နောက်ပြီးတော့ဘန္နာစီနို့ပဲဖြစ်ပါတယ်။အိပ်ဖြော်စီဖို့အကူအညီပေးနိုင်တဲ့ဘန္နာစီနဲ့ နိုးကိုတွဲဖက်ဖန်တီးထားတဲ့အမ်မွန်မစ်တရားဆိုလို့ရှိရင်အိပ်ဖြော်စေဖို့အကောင်းဆုံးကူညီပေးနိုင်တဲ့ဖြော်ရည်မျိုးစားတွေပဲဖြစ်ပါတယ်။အိပ်ဆက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ထရိုက်တိုဖင်၊မယ်လက်တိုနင်နဲ့မဂနီဆီယမ်တို့သုံးမျိုးပါဝင်တာမို့အစွမ်းထက်ဆုံးနီလန်းနိုးတောင်ဆိုလို့ရပါတယ်။ ။နောက်ပြီးတော့ကာမွန်မိုင်းတီးပဲဖြစ်ပါတယ်။ကာမွန်မိုင်းလက်ဖက်ချောက်ကနိုးလိုစွမ်းဆောင်ရည်မျိုးကိုပေးဆွမ်းနိုင်ပါတယ်။ကကောင်အိပ်ပျော်စေနိုင်တယ်လို့လည်းလူသိများပါတယ်။သိပ္ပံနီးကြားလေးလာချက်တွေအရတော့ဒီလက်ဖက်ချောက်ဟာအိပ်မပျော်တဲ့ဝေဒနာကိုကုစားနိုင်တယ်လို့စိတ်တည်ငြိမ်အေးချမ်းစေတဲ့အကျိုးကျေးဇူးကိုလည်းပေးနိုင်ပါတယ်နော်။သူထဲမှာပါဝင်တဲ့အပီဂျင်းနစ်ဆိုတဲ့တဟာဆိုလို့ရှိရင်အုံနောက်ကိုကူညီပေးတာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ Ferrarian တီးပဲဖြစ်ပါတယ်။ Ferrarian အမြင့်နဲ့အပင်ကိုအိတ်စီတွေမှာအသုံးချကြတယ်လို့ Ferrarian အပွင့်ကိုအချောက်ခံက United ခတ်ပြီးတော့မြှွေးတာကလည်းအိပ်ပျော်စေဖို့အကူအညီပေးပါတယ်။တချို့ဒီမှာဆိုလို့ရှိရင်အပွင့်ကိုအချောက်ခံတာအမုံလုပ်ပြီးတော့ဆေးပြားအဖြစ်လည်းထုတ်လုပ်ရောင်းချကြပါတယ်နော်။နောက်ပြီးတော့တမယာရင်းနှီးချက်ပဲဖြစ်ပါတယ်။ United ကိုတမယာရင်းလေးညှစ်ထည့်ပြီးတော့တောက်တာကလည်းကကအိပ်ပျော်စေနိုင်တာမို့အဲ့ရမွေခင်မှာမြှွေးပေးတဲ့နည်းနဲ့တစ်ခုပဲဖြစ်ပါတယ်။ဒီလိုမြှွေးတာကအိပ်ပျော်စေရုံတင်မဟုတ်ဘဲနဲ့ အစီကိုလည်းကြစေဖို့အကူအညီပေးနိုင်ပါတယ်။နောက်ပြီးတော့လာဗန်နာတီးဘက်ဖြစ်ပါတယ်။လာဗန်နာလက်ဖက်6ကလည်းကောကောအိပ်ပျော်စီနိုင်အောင်အကူအညီပေးပါတယ်။အဲ့ရဝေကန်နီမှာမိဝဲတင်းတဲ့အရေးတစ်မျိုးပဲဖြစ်ပါတယ်နော်။နောက်တစ်မျိုးကတော့ fashion flower တီးဘက်ဖြစ်ပါတယ်။ fashion flower လက်ဖက်ရည်ကလည်းတဘာဝနီလန်ကောက်တစ်ခုပါနော်။ညဘက်အိပ်ပျော်စီဖို့နဲ့စိတ်ငြိမ်ချမ်းစေဖို့အထောက်အကူဖြစ်စေပါတယ်။နောက်ပြီးတော့တတိုင်းမွေးလက်ဖက်ရည်ချမ်းပဲဖြစ်ပါတယ်။တတိုင်းမွေးပွင့်ကိုအချောက်ခံပြီးလက်ဖက်ချအဖြစ်ခတ်တော့တာကလည်းကောကောအိပ်ပျော်စီပါတယ်။ ။ဒါအပြင်ဒီလက်ဖက်ချကိုအမျိုးသမီးတွေရာသီသွေးဆုံးချိန်မှာလည်းမျိုးဝဲပေးနိုင်ပါတယ်။နောက်တစ်မျိုးကတော့ကဖိန်ဓာတ်မပါဝင်တဲ့လက်ဖက်စင်ရင်းတွေချမ်းပဲဖြစ်ပါတယ်။ကဖိန်ဓာတ်ပယ်ရှားတာလည်းလက်ဖက်စင်လက်ဖက်ချောက်တွေကိုအသုံးပြုတာတယ်။ယူနေချန်ကလည်းညာရဝန်ခံနည်းအခြေအနေမှာမျိုးဝဲပေးတဲ့အရေးတမျိုးဖြစ်ပြီးရောအိပ်ပြော်အကူညီပေးနိုင်ပါတယ်။နောက်ပြီးတော့အုံနှောက်လှုပ်ဆောင်ချက်တွေကိုလည်းကောင်းမွန်စေပါတယ်။ ရော cherry သီးဖြော်ရည်ပဲဖြစ်ပါတယ် cherry သီးစားတာ cherry သီးဖြော်ရည်တောက်တာတွေကလည်းကောက်ကအိဆက်အနာယူစေနိုင်ပါတယ် cherry သီးဟာဆိုလို့ရှိရင်အိမ်မပျော်ခြင်းဝေဒနာကိုဖယ်ရှားပေးနိုင်တဲ့အစွမ်းထက်အစားအစာတစ်မျိုးပဲဖြစ်ပါတယ်နော်အခုပြပြပေးခဲ့တာရေကတော့အေဘောက H နဲ့2တွေအတွက်တတ်တုံပေးတဲ့နဲ့ဖြော်ရည်စိမျိုးပဲဖြစ်ပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါဘောနော်